မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်ကောင်စီတပ်များအခြေစိုက်ထားတဲ့မင်းတပ်မျိုးနယ်နဲ့ကမ်ပတ်လန်မျိုးတို့ကိုချင်းကြီးနောင်တပ်ဖွဲ့များကသိမ်းပိုက်ရရှိပြီးတဲ့နောက်ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးမှာစစ်ကောင်စီတပ်များကင်းစင်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဘမ်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့မင်းတပ်မျိုးနယ်ဖလန်းမျိုးတို့ကိုချင်းကြီးနောင်စစ်ဆင်ရေး Operation CB အဖြစ်နဲ့မြို့သိမ်းတိုက်ပွဲများကိုဖော်ဆောင်ခဲ့ရမှာမင်းတပ်မျိုးအခြေစိုက်ခလိုက်ရ104တိုင်ရင်းကိုဒီဇင်ဘာလ22ရက်နေ့မှာ အပီးတိုင်ချိန်မုံနိုင်ခဲ့ပြီးတော့မင်းတပ်မျိုးကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီလို့သိရပါတယ်ဒီသမလာ22ရက်နေ့မှာလဲစစ်ကောင်စီတပ်များဆုတ်ခွာသွားတဲ့အတွက်ချင်းကြီးနောင်တပ်များကကံပတ်လက်မျိုးကိုလဲတိမ့်ပိုက်လိုက်နိုင်တယ်လို့သိရပါတယ်ချင်းပြည်နယ်တောင်ပိုင်းကတော့စစ်ကောင်စီတွေကင်းစင်သွားပါပြီချင်းတပြည်လုံးအနေနဲ့85ရာခိုင်နှုန်းနီးပါးလွတ်မြောက်ပြီလို့ပြောလို့ရတယ်တီတိန်ထန်တလန်ဟာခါကတော့ကြံနေသေးတယ်လို့ချင်းကြီးနောင်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ချင်းညီနောင်တပ်ဖွဲ့အနေနဲ့ကျင်းတွေးမတူပြီးမင်းတပ်ကံပတ်လက်အပါဝင်ချင်းတီနယ်တောင်ပိုင်းမှာရှိတဲ့မြို့များအလုံးကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗါရမဟာမိတ်တပ်များအနေနဲ့သိမ်းပိုက်ရမှာ အေအေထံကနေပြီးတော့အကူအညီများစွာကိုလည်းရရှိထားကြောင်းတာဝန်ရှိသူများကပြောဆိုထားပါတယ်။လက်ရှိမှာချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဖလန်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဖလန်းမြို့မှာစစ်ကောင်စီရဲ့ခလာရ268တပ်ကုန်းတစ်ခုသာကျန်တော့တယ်လို့သိရပါတယ်။ချင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်ရေးသားမကမြန်မာနိုင်ငံတော်ဝန်လုံးစစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ရေးအတွက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ချင်းပြည်နယ်အဖွဲ့ဝင် CDF မင်းတက်ရဲ့စေဦးစီးချုပ် စလိုက်ထန်းချမ်းဖေကပြောဆိုထားပါတယ်စစ်တုံးမန်းရကိုဖမ်းဆီးရရှိရမှာအမြင့်ဆုံးအနေနဲ့ခလိုက်ရ2ခွန်4ကဘိုးမူကြီးတအုပ်ကိုလည်းဖမ်းဆီးရရှိထားပြီးတော့၎င်းတို့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုများကိုစစ်စင်းမင်းမြန်းသွားမှာဖြစ်တယ်လို့သိရပါတယ်လက်နက်ချသူများလည်းရှိရာမင်းတပ်မျိုးနဲ့ဖလန်းမျိုးကစစ်တုံးမန်းများကိုနိုင်ငံတကာဥပဒေနဲ့အညီထိမ့်သိမ်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်းတွဲမြို့နယ်မှာစစ်မှုထမ်းခြင်းအတင်းအဓမ္မလိုက်လံကောက်ခံနေတဲ့အကြမ်းဖက်စစ်တပ်ကပေးအပ်ထားတဲ့ရဲဘလာဒစိတ်ကိုရရှိထားသူပြူစောတီခေါင်းဆောင်မောင်လွင်နဲ့မိသားစုဝင်နှစ်ဦးကိုပြစ်ခတ်တိုက်ခတ်ရာ သုံးစလုံးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ22ရက်နေ့ည9:00နာရီကမှဝမ်ဝဲမြို့နယ်တမာကန်ချေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပြူစောတိခေါင်းဆောင်ရဲဘလာတစိ့ရရှိထားသူမောင်လွင်နဲ့မိသားစုဝင်2ဦးကို WTRF အဖွဲ့ကရဲဘော်များကတိုက်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့မောင်လွင်ကို2021ခုနှစ်ကတော်လိုင်းရဲဘော်များကပထမတစ်ကြိမ်ပြစ်ခတ်တိုက်ခတ်ရာအသက်မသေးပဲလမ်းမလျှောက်နိုင်တော့တဲ့ဒုက္ခိတဖြစ်နေခဲ့တော့လေ၎င်းရဲ့အသားဖြစ်သူနဲ့မိမဖြစ်သူကသူ့ရဲ့အရှိန်နဲ့တမာကန်ရွာ ကြောက်အိုးရွာမင်းကုံရွာနဲ့တောင်ဆဲရွာတို့ကတအိမ်ကိုစစ်မှုထမ်းခြင်းငွေကျပ်တထောင်ကောက်ခံခြင်းလူငယ်များရှိတဲ့နေအိမ်များကိုတအိမ်ကိုငွေကျပ်၃သိန်းကနေ၁၀သိန်းအထိကောက်ခံခြင်းပြည်သူများကိုလည်းချင်းချောက်အချက်ကန်ခြင်းများကိုလှုပ်ဆောင်နေသူများဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးပြူစောတိမောင်လွင်ရဲ့လမ်းစဉ်အတိုင်း၎င်းရဲ့တားဖြစ်သူနဲ့မိမဖြစ်သူကပါလိုက်ပါလှုပ်ဆောင်နေခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့များက၎င်းတို့၃ဦးစလုံးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်ပြူစောတိခေါင်းဆောင်မောင်လွင်နဲ့သူ့ရဲ့မိသားစုက ခြေရွာကပြည်သူတွေအပေါ်မှာအလွန်အကျူးဖိနှိပ်အနိုင်ကျင့်နေလို့တော်လိုင်းတပ်ဖွဲ့တွေကပထမတစ်ကြိမ်ပြစ်ခတ်တာတော့မှပြုပြင်ပြောင်းလဲခြင်းမရှိဘဲနဲ့လက်အောက်ခံပြူစောတိတွေကိုကိုရံတော်အဖြစ်နဲ့မွေးမြူခြင်းတမကန်အုပ်စုအတွင်းမှာရှိတဲ့ရွာသူရွာသားများအပေါ်မှာဆက်ပြီးတော့ပို့တိုးပြီးအနိုင်ကျင့်ဖိနှိပ်နေလို့မောင်လွယ်နဲ့သူ့ရဲ့မိသားစုဝင်တွေကိုပါပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့ One Twin Township Revolution Force WTRF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမြင်းမှုမြို့နယ်မှာမိုင်းရှင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က၄ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ၁၈ရက်နေ့မနက်၁၇:၁၅မိနစ်ခန့်မှာမြင်းမှုမြို့နယ်ဝမ်ပြည့်ကျေးရွာအနောက်ဘက်မှာရှိတဲ့ရေဦးစီဆိုင်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၁၅ဦးဟာမြင်းမှုမြို့နယ်ဝမ်ပြည့်ကျေးရွာကြားမှာမိုင်းရှင်းရန်လာရောက်တဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲကလက်နက်ငယ်များနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာနိုင်ယူဝက်ခန့်ကြောင်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးတေဆုံးက၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာကိုမြင်း င်းမှုမျိုးပေါ်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့အနီးအနားမှာရှိတဲ့ကျေးရွာများကိုရန်တမ်းပစ်ခတ်ခဲ့တော့လဲပြည်သူများထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုစကိုင်းခရိုင်အမှတ်ခွန်တပ်ရင်းတပ်ရေးဗိုလ်ကြီးကွတ်ခဲ့ပြီးတော့ People's Night Defense Force မြင်းမှု PKDF MMU နဲ့အတူသခိုင်းခရိုင်အမှတ်ခွန်တပ်ရင်းတပ်ခွဲနှစ်သခိုင်းခရိုင်အမှတ်ခွန်တပ်ရင်းတပ်ခွဲသုံးလုံးကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းမိထီလာခရိုင်ဝမ်တွဲမြို့နယ်ဒိုင်းကောင်းကုန်းကျေးရွာစတင်ကျောင်းအတွင်းမှာတပ်ဆွဲထားတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကို40မမနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်သား2ဦးထဲမှနေတေဆုံးခဲ့ကြောင်းဝမ်တွဲ Township Revolution Force WTRF အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဒီကနေ့ဒီဇင်ဘာလ23ရက်နေ့မနက်9:00ခန်းကအင်အား30ခန်းနဲ့တပ်ဆွဲထားတဲ့ ဝမ်ဝဲမြို့နယ်ဒိုင်းကောင်းကုန်းချေးကစတင်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်များက40မမလက်နက်ကြီးနှလုံးအုံပြုတ်ပြီးတော့အနီးကတွားရောက်ပစ်ခတ်တိုက်ခိုက်ရာစစ်သား2ဦးထက်မနည်းသေဆုံးသွားတယ်လို့သိရပါတယ်။တင်းကြိုင်ကုန်းထဲမှာစစ်သားအပြည့်ပိတ်ဆို့ပြီးတော့တကြိုးနေတာဘသူမှအဝင်မခံဘူးအဝေးကနေကြည့်ရတာမဟုတ်လို့2ဦးထက်တော့ပုံနိုင်တယ်မနေ့ကညကတမာခံမှာအပြစ်သက်ခံရတဲ့ကိစ္စတွေကြောင့်စစ်ခွေးတွေခြေရှုပ်နေတယ် မိဘပြည်သူတွေအနေနဲ့စစ်ခွေးတွေရဲ့တရင်တွေကိုပေးပို့ကြဖို့မြစ်တာရက်ခံပါတယ်လို့ One Ring Township Revolution Force WTIF အဖွဲ့ကတာဝန်ရှိသူတဦးကပြောကြားထားပါတယ်။အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့တေဆုံးသွားတဲ့အကြမ်းဖက်စစ်သားများကိုဒိုင်းကောင်းရွာတင်းကြိုင်ကုန်းမှာစစ်သားအဖြစ်နဲ့ပိတ်ဆို့ပြီးတော့တကြိုခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ခီးသွားပြည်သူများကိုစစ်ဆေးရှာဖွေမှုများပြုလုပ်လျက်ရှိပြီးတော့ပြည်သူများအနေနဲ့စစ်သားများရဲများရဲ့ ဆိုင်ကယ်တန်းတွေယင်တန်းတွေကိုတွစ်ရှိပါကတော်လိုင်းတပ်ဖွဲ့များထံကိုတရင်ပေးဖို့ခြင်းဖြင့်ကူညီပေးကြပါရန်မေတ္တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းကိုတိုက်ခတ်ရာစစ်သား5ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ23ရက်နေ့မှာရေစကြုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်းစခန်းကိုလက်နက်အင်အားနဲ့စားနပ်ရိတ်ခါတွေလာပို့တဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပြီးတော့စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုစစ်ကောင်စီတပ်သားများကပြန်လည်တယ်ဆောင်သွားကြတယ်လို့သိရ ပါတယ်တော်လိုင်းရဲဘော်များဘက်ကတော့အထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Yanwolf PDF အဖွဲ့ ်မန္တလေး KI တိုင်ရင်း6စားတော်မိုးကျိုးစားတော်မျိုးပြပျောက်ကြား SG အဖွဲ့များနဲ့နယ်မြေပူပေါင်းမဟာမိတ်များကလှုပ်ဆောင်ခဲ့ကြကြောင်းသိရှိရပါတယ်အလားတူပဲဒီဇင်ဘာလ14ရက်နေ့မှာသခိုင်းတိုင်းစားတော်မျိုးနယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်ချစခန်းများကိုတော်လိုက်တပ်ဖွဲ့များက drone နဲ့ဘုံဒီစက်နှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုက်ရဲဘော်များအထိခိုက်မရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Yanwolf PDF အဖွဲ့နဲ့ ယ်။စားတော့မျိုးပြပျောက်ချောင်း SD အဖွဲ့တော်ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းနဲ့ AOD တိုင်းမှာအသက်၁၄နှစ်အရွယ်ကလေးငယ်များပျောက်ဆုံးမှုတွေဟာတနေ့ထက်တနေ့ပုံမုံများပြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်မဟာမြိုင်အိမ်ယာမှာနေထိုင်တဲ့အသက်၁၄နှစ်အရွယ်မောင်ဖုံးမြတ်သူရခေါ်တားငယ်ဟာဒီဇင်ဘာလ၂၂ရက်နေ့မွန်လွဲ၃နာရီကမှဘောလုံးကန်မယ်ဆိုပြီးတော့အိမ်ကနေထွက်သွားတဲ့အချိန် ဘောလုံးကွင်းနဲ့နေအိမ်ကိုပြန်ရောက်မလာဘဲလမ်းပါတွင်ပျောက်ဆုံးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးပျောက်ဆုံးသွားပြီးတဲ့နောက်မှာမိသားစုဝင်တွေကတငယ်ချင်းနေအိမ်များနဲ့မောင်ဖုံးမြတ်သူရသွားလာတတ်တဲ့နေရာများကိုလိုက်လံရှာဖွေတော်လဲအခုချိန်ထိမတွေ့ခဲ့ရဘူးလို့ပြောပါတယ်အလားတူပဲဒီသမလာ16ရက်နေ့ကလည်းရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်အမှတ်5ရပ်ကွက်ဒဂုံရွှေမြားလမ်းမှာနေထိုင်တဲ့အသက်14နှစ်အရွယ်လူငယ်တအူးဟာဖခင်ဖြစ်တဲ့သူကဆူလိုက်တဲ့အတွက်နေအိမ်ကနေထွက်သွားရာ ၃ရက်ကြာတဲ့အထိပြန်လာခြင်းမရှိဘဲပျောက်ဆုံးနေတယ်လို့သိရပါဗါးသူသွာလာတတ်တဲ့နေရာများကိုလိုက်လံရှာဖွေတော့လဲအခုချိန်အထိတွဲရှိခြင်းမရှိသေးကြောင်းပြောဆိုထားပါဗါးလိုင်းသားရအမှတ်၅ရက်ကဒဂုံရွှေများလမ်းမှာနေထိုင်တဲ့အသက်၁၄နှစ်အရွယ်လူငယ်တဦးပျောက်ဆုံးနေလို့ပါသူ့ရဲ့အဖေနာမည်ကထွန်းထွန်းဝဲမှာသူ့အဖေဆူလိုက်လို့အိမ်ကနေထွက်သွားတာပြန်မလာတာဒီနေ့နဲ့ဆိုရင်၃ရက်ရှိပါပြီလို့မိသားစုဝင်တဦးကတိုင်ကြားထားပါဗါးအလားတူပဲဒီဇင်ဘာလ၂၁ရက်နေ့မွန်လွဲပိုင်းမှာ delivery ပို့တဲ့လူငယ်တအုပ်ဟာလည်းအိမ်ကိုပြန်ရောက်မလာဘဲနဲ့ပျောက်ဆုံးသွားတဲ့အတွက်မိသားစုများကစိတ်ပူနေကြောင်းပြောဆိုထားပါတယ်အလားတူပဲဒီသမားလ၁၈ရက်နေ့ကရန်ကုန်မြို့မှာမောင်ဆိုးသူကျော်ခေါ်မောင်ချေဟာ အိမ်ကိုပြန်လည်ရောက်ရှိလာခြင်းမရှိဘဲပျောက်ဆုံးနေကြောင်းလူမှုကွန်ရက်ကနေတဆင့်တိုင်ကြားထုတ်ပြန်ထားပါတယ်။ဒါအပြင်အေယာဝတီတိုင်းမြောင်းမြမြို့နယ်ပြင်ရွာအထက်ကကျောင်းမှာဆယ်တန်းတက်နေတဲ့လက်ပုတ်ကလာချေးရွာမှာနေထိုင်တဲ့အသက်15နှစ်အရွယ်မောင်ထွတ်ရန်လင်းဟာဈေးဝယ်သွားတဲ့အချိန်ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီဇင်ဘာလ16ရက်နေ့မနက်7:00နာရီကမှမောင်ထွတ်ရန်လင်းဟာမြောင်းမြမြို့ကိုဆိုင်ကယ်နဲ့ဈေးဝယ်သွားတဲ့အချိန်ပျောက်ဆုံးသွားခြင်းဖြစ်ပြီးတော့ယနေ့အချိန်ထိကိုပြန်လည်ရှာတွေ့ခြင်းမရှိသေးဘူးလို့သိရပါတယ်။အလားတူပဲဘကိုးတန်းမိုးညိုမြို့ ဇောတိကရက်ကွက်မှာနေထိုင်တဲ့အသက်30နှစ်အရွယ်အမျိုးသားတဦးဟာ2022ခုနှစ်မှာဖမ်းဆီးခံရပြီးတော့ခံဝင်နဲ့နေထိုင်နေတဲ့အချိန်အခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်မှုထမ်းရန်လူလိုတယ်ဆိုပြီးတော့ နေအိမ်မှာလာရောက်ဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကပြန်လည်ပြောပြထားပါတယ်။မိုးညုံမြို့ဇော်တိကရက်ကွက်မှာနေတဲ့အသက်30အရွယ်အမျိုးသားတဦးကိုစစ်ခွေးတွေက18ရက်နေ့ညမှာနေအိမ်မှာပဲလာရောက်ပြီးတော့ဖမ်းဆီးသွားပါတယ်။သူက2022ခုနှစ်တုန်းကတခါဖမ်းဆီးခံရဘူးတဲ့။စစ်ကြောရေးကနေပြန်လည်လွတ်မြောက်လာတာခံဝင်နဲ့နေထိုင်နေရတဲ့သူပေါ့။အခုနောက်တစ်ခါဖမ်းဆီးခံရတော့စစ်မှုထမ်းထဲမှာလူလိုလို့လာခေါ်သွားတာလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကလာစဉ်စစ်မှုထမ်းရန်တပ်သားတဲ့အရေးအတွက် ြည့်မိခြင်းမရှိသေးတဲ့အတွာမြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများအကြီးအကျယ်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ